ကောလုံးကကုန်ပြီခေါင်းလုံးလေးရခဲ့ပါပြီအလုံးမမင်္ဂလာပါမစ္စဂျိုပါမိုးလေးတော်တော်လေးမိုးလေးနဲ့ရွာနေတယ်ပေါ့နော်ဆွေ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 နဲ့ရွာနေတော့ဘာလို့သွားတပီးရလဲဆိုတော့ဟောက်ဖို့ကိုသွားတပီးရတယ်ချွချူမွှေးမွှေးအီအီလေးအားလို့ကောင်းတယ် ဆောက်ပုံလေးကိုလုပ်ထားဖို့ပေါ့နော်။ကျွန်မအုံဆုံးလုပ်တာဖြစ်ပါတယ်။အရှိမကျွန်မအများကြီးပြက်စီပြီးတော့မှဆောက်ပုံလေးရတာပေါ့နော်။လိုလေးအသေးစိတ်လုပ်ပြမယ်ဆိုတော့လိုက်ကြည့်ပေးပါဦး။ဒီရင်ဆုံးထညက်ကလေးစာပြီးကြိုပါမယ်ရှင်။ထညက်က20တားလောက်ပဲကြိုနော်။ကျမကဒါ30တားလောက်ရှိတယ်။ထညက်လေးကိုမပြည့်မကျဲလေးမြေးနဲ့ကြိုမယ်။ပြီးရင်ဆံမုတ်အကြော်မုတ်မပဲမုတ်၃မျိုးကိုတော့အရင်ဆုံးဝယ်ထားပါတော့နော်။ဒီမှာကျမအချိုးစားလေးတွေရေးပြထားတယ်။ အဲ့ဒီတိုင်းလေးထည့်သွားပါရှင်ဒါဆိုလို့ရှိရင်မှတ်တော့တိတ်လွယ်တယ်ပေါ့နော်3 2ပေါ့မပဲဆိုရင်3စာစံမှုက2စာအကျော်မှုက3စာဒါအိမ်မှာလှုပ်အလွယ်လှုပ်လို့ရတဲ့နီလန်းလေးပါဒီနီလန်းလေးကကျမရဲ့နီလန်းလေးတော့မဟုတ်ပါဘူးကိုနဲ့ခင်နဲ့အမတယောက်ကပြောပြလို့ပေါ့နော်အခုပြထားတဲ့အချူစားတိုင်းကိုစားကလက်ဖက်စားဆုံးတစ်စုံ၊တကြားကထမင်းစားဆုံးနဲ့သုံးစုံထည့်လိုက်ပါနော်။ကျမထည့်တဲ့ရေကတော့ရှီအ90နဲ့900ပတ်ချလောက်တော့ရှိလိမ့်မယ်ရှင်။ မုတ်ရည်ကမပြစ်မကျင်းအနေထားတော့ဖြစ်ရမှာဆိုတော့လေခုနကတော့ကြူထားတဲ့ထညက်ရည်လေးတွေအေးပြီဆိုရင်စစ်ထားမယ်နော်အုံတီးခဲပါမယ်အုံရည်တောက်ချင်လို့အုံတီးကိုလှုပ်ကြည့်တာအုံရည်တော့တော်တော်လေးများတယ်ဟောက်ကွတ်တော့ อ๋อกลุกกะกุมีหมูกะบลูมาลุกลุไม่ยาบูดีโอเน่สิไม่ปีบูจม่าตั่วคักแคจั้นตั่นเน่ลั้นลียောက်ลาบะบีสิไม่ปีบ่าวပွဲဥထွက်မှာအဆင်မပြေခဲ့ပါဘူးရှင်။ဒါပေမဲ့ကျမပါ လုံးဝလက်မလျှော့ဘူးရအောင်လုပ်တယ်။အိုးပြောင်းလိုက်ပါတယ်။ မီးကိုအနေတော်လေးနဲ့အသေးနိုင်စမြတေးအောင်ကိုလိုချင်တဲ့အနေထားလေးအိုးအရင်ပူပေးလိုက်ပါတယ်။ဘုတ်ရည်ကိုတခြားနှံ့နေအောင်မှွေပြီးတော့တစွန်းခတ်ထည့်ပြီးတော့အိုးလေးကိုခေညာဆောင်းလိုက်လို့ရှိရင်ဒီလိုပြန့်ပြန့်လေးဖြစ်သွားပါတယ်။မုတ်သားလေးရအပေါ်ရံလေးကြက်တရောင်ဖြစ်လာပြီဆိုရင်ထညက်ရည်လေးတစွန်းလိုက်ပြီးတော့အဲတုတ်လိုက်တယ်ပေါ့နော်။အုံတီလေးထည့်တယ်။ အဖုံးကို10မိနစ်ဝင်းကျင်လာအုပ်လိုက်ပါတယ်။ဘေးသားလေးတွေကျွတ်လာပြီဆိုရင်တော့အตาရလေးခွာပြီးတော့ခေါမုတ်လေးကိုခောက်လိုက်ပြီဆိုရင်ခေါမုတ်လေးရပါပြီရှင်။သူကအိုးပူချိန်လေးနဲ့ပဲအตาရလေးလှုပ်ရတာဖြစ်တဲ့အတွက်မီးပူချိန်ကတော့တော်တော်လေးချိန်တက်ရတယ်ပေါ့နော်။တော်လှုပ်ရင်းလှုပ်ရင်းနဲ့တော့မီးပူချိန်ကိုချိန်တက်သွားတယ်ရှင်။နောက်တစ်ခုတတိထားမှာကခေါမုတ်တစ်ခုလှုပ်ပြီးတိုင်းအိုးကိုရေစုပ်ဝင်းနဲ့ပြန်ပြန်တုပ်ပေးပါ။ပြီးရင်အိုးပြန်ပူပေးပါ။ အလိုမျိုးကျမဒီလိုမျိုးလုပ်ရသွားသလိုတဆင်ချင်းစီတောက်ချောက်လုပ်သွားလို့ရပါလေရှင်။ကဲရှင်တို့လိုက်လို့ဖို့ ready ဖြစ်ပြီလား။အနောက်မှာထပ်ပြီးတော့အသေးစိတ်ထပ်ပြောပြထားသေးတယ်။ကမီးရအတိကကြတယ်ပေါ့နော်မီးရလုံးဝကြပါဒီပြင်းသွားရင်လည်းစင်မပြေဘူးဒီနေသွားရင်လည်းစင်မပြေဘူး ဘောကဘူတာလေးတွေနည်းနည်းအဲကြက်တရောင်ပြင်းတရောင်လေးဖြစ်လာပြီဆိုထញ្ញရေးစမ်းမယ်ကျမတို့ကိုစိုင်းနေမှာလုတ်တလို့မျိုးဟာထញ្ញရေယူ1ဆိုပွက်စွဲအဲမုတ်ရေကိုချက်ချင်းပြန်ဆိုပွက်စွဲလုံးလို့တော့မရပါဘူးဒီမှာဖတ်တိုင်းမှာကျမအရင်ဗရေမတက်ခင်ချွေကိုးတယ်လို့ဖြစ်သွားပြီကျမအရှိမပြည့်စည်သွားတယ်အများကြီးပါ ုံးသေးလေးထည့်ပေးရပါမယ်။ဘုံသေးရတော့ကိုနှစ်သက်ထုတ်ခဲ့ပါ။ဒါပေမဲ့တိတ်များလို့ရင်လည်းမပြေဘူးပေါ့နော်။ပြီးရင်ဘုံလေးနည်းနည်းထုတ်ထားပါမယ်။10မိနစ်ဝန်းကျင်လောက်ပါပဲ။ကျွန်တော်တို့မြန်မာမုန်တီရလေချိလို့ရှင်ရေရိုးရှင်းတဲ့အောင်လေတကယ်တော့လုံးကြည့်ရင်တိတ်လက်ဝင်တာပေါ့နော်။ကျမတို့မြမရိုးရအစားအစာတွေရမ်းကြိုက်ပါတယ်။ရလောက်ပြီခင်ဗျာအဖို့ဖွင့်ရှိမှာလား။ Ini kan ini gadcon ini, oh ini, mata းသားခေါင်းငုံလေးရခဲ့ပါပြီ။အရန်စားနေတဲ့ခေါင်းငုံလေးရခဲ့ပြီပေါ့နော်။ဘလို့စစားပြရမလားမသိဘူး။ပြောနေ။ရှင်းမှာအများကြီးပြည့်စည်ခဲ့တယ်။စီးပြီးမှစားခဲ့ရတဲ့ခေါင်းငုံပေါ့နော်။အာဟွန်းဘယ်မှာမိသားစုနဲ့ မောလုပ်သားမယ်ဆိုရင်တော့ဒီနီလန်းเนี่ยလောက်စားလို့တင့်တော်ပါတယ်လောက်စားကြည့်ကြနော်